ျွန်တော်တွေကတတိပေးနေတဲ့တင့်ကြမရေးအခြေအနေများကျွန်တော်တို့နေ့စဉ်ရှောက်လန်းနေတဲ့ချောက်တွေကကျွန်တော်တို့ရဲ့ကြမရေးအခြေအနေကိုပြသပေးနေရဆိုတာမိတ်ဖို့လိုပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ချောက်တွေမှာပါဝင်တဲ့တင်ကြမလေးတွေဟာနှလုံးကြော်ယူမှာပုံနောက်စတဲ့အရေးကြီးတဲ့အင်္ဂါစိတ်ပိုင်းတွေနဲ့ဆက်သွင်းနေပါတယ်။ဒါကြောင့်ချောက်တွေကတတိပေးနေတဲ့တင့်ကြမရေးအခြေအနေများက ဘာတွေဖြစ်စေနိုင်ကြလဲဆိုရင်စိတ်တော့အကျော်ဆွဲခြင်းကြွက်တက်ခြင်းတွေဖြစ်ပါတာတွေ့လက်ပတ်မှုစနစ်မှာပြဿနာဖြစ်စေနိုင်ခြင်းအပြင်ချိန်မအရွယ်စားကြီးလာပါကအဆင်မြင်ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ခြင်းချိန်ပြလက်ပြအေးဆက်လာပါကတွေ့လက်ပတ်မှုမကောင်းခြင်းစီချိုတွေးချိုယောဂဖြစ်ခြင်းတွေးအားနေခြင်းအောကာများဖြစ်စေနိုင်ခြင်းစိတ်တော့ဖူးရောင်လာပါကနှလုံးယောဂဖြစ်ခြင်းကြောက်ကဖြစ်ခြင်းအသေးရောင်ယောဂဖြစ်ခြင်း တွေ့ကဲချင်းယောဂဖြစ်စေနိုင်ခြင်းခြေထောက်မှာရှိတဲ့ခြေထောက်လေးတွေကစွပုံစံတို့မဟုတ်ခွန်နေတဲ့ခြေသေးဖြစ်ပါကအာဟာရချို့တဲ့ခြင်းခနာကိုယ်တွဲတွေးယူစိတ်မှုဖြစ်ခြင်းမူလန်းကြောင်းဆိုင်ရာယောဂများဖြစ်စေနိုင်ခြင်းနောက်ပြီးခြေသေးအရောင်ပြောင်းခြင်းဖြစ်ပါကအသေးအရောင်ယောဂဖြစ်ခြင်းတီဘီယောဂဖြစ်ခြင်း thyroid green ညောင်ရမ်းခြင်းတဲ့ချေအဝါရောင်ပြောင်းလာခြင်းတဲ့ရှင်နှံကြောင်းဆိုင်ရာပြဿနာတွေဖြစ်ခြင်းလေပြင်းဆိုင်ရာယောဂတွေဖြစ်စေနိုင်ခြင်း ခြေတော်ဒစစ်စစ်ကိုက်ချင်းခြေတော်ထုံချင်းချင်းဖြစ်ပါကတွေးကြောမြင်လေးတွေပစ္စည်းချင်းရရန်ချင်းအုံနောက်တွေ့ခဲချင်းလေဖြည့်ချင်းမျိုးတွေဖြစ်စေနိုင်ချင်း ခြေစစ်နာကျင်ခြင်းမျိုးတွေဖြစ်ပါကအယုကိုဆက်သွဲနေတဲ့အယုကလေးတွေဆုတ်ပြဲခြင်းမျိုးတွေဖြစ်စေခြင်းစိတောက်မှာကာလချီစွာအနာဖြစ်ခြင်းဖြစ်ပါကစီကျူယောဂဖြစ်ခြင်းတွေ့ကြုံမြင်လေးတွေဖြစ်စေခြင်းမျိုးတွေဖြစ်စေနိုင်ခြင်းနှွေမိုးဆောင်ခြင်းနောက်ကွဲခြင်းအယီခွန်ကွာခြင်းအတ္တမသက်ခြင်းမျိုးဖြစ်ပါကစိတ်ချူယောဂကိုဖြစ်စေနိုင်ပါတယ်။အဲဒါကြောင့်စိတောက်မှာဖြစ်နေတဲ့အနာလေးတွေကြောင့်အသက်မဆုံးရှုံးနိုင်ပေမဲ့အသက်ပါနောက်ဆက်သွဲလက္ခဏာတွေကြောင့်အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တာမို့ဂရုစိုက်ပို့မှာလိုက် Tomorrow.